အခုခေတ်ကလည်းလည်းလုံးနေတော့လားမသိဘူးတခါတကမတွေကရှောင်းလို့ရှိနေဆရာတော်ဘုရားတပီတော်မေတ္တာပို့ပေးပါမေတ္တာပို့ပေးပါမေတ္တာပို့ပေးပါဆိုတော့မဟုတ်မေတ္တာဆိုတာအလိုလိုရောက်တာပို့ခိုင်းစရာမလိုဘူးလေကိုကမေတ္တာရှိအောင်နေလို့ရှိရင်မေတ္တာအလိုလိုရောက်တာပြောစရာမလိုအဲ့တော့မေတ္တာကိုကစပို့ရမှာဟုတ်စား မေတ္တာကိုအဲ့ဒါဆရာတော်ကြီးတွေစီကမေတ္တာရချင်တာရှင်မယာမေတ္တာပို့ပေးပါဆိုမေတ္တာအကျိုး၁၁မျိုးကပို့တဲ့လူမှရတာအပို့ခံတဲ့လူမရဘူးအဲ့တော့ထမင်းညံလေးဟင်းညံလေးစွန့်ပါဖះဆိုတယ်သွားထူနေကိုကိုယ်တိုင်ဝတ်အောင်မစားဘဲနဲ့သူများစီကထမင်းညံဟင်းညံလေးစွန့်ပါဖះဆိုတာမျိုးဖြစ်နော်ကိုကိုယ်တိုင်မေတ္တာပွားရမှာမမေ့နဲ့ ကိုကိုရိုင်းမေတ္တာပွားရင်ပြန်ပြီးမေတ္တာရလာမှာပဲတဥ္မေတ္တာတဥ္မဆိုတာရှိတယ်လေအဲ့ဒါတပည့်တော်မေတ္တာလေးပို့ပေးပါဗျာလို့မလျှောက်ချက်နဲ့အဲ့ဒါ